ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြေးတက်တဲ့အောင်းလည်းမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့မနေ့ညတုန်းက Spain က Georgia ကိုအဝေးခွေမှာ၄ခုပြတ်နေနိုင်ပွဲရရှိသွားတယ်အဲ့နောက်ဆက်တွဲကနေ Spain က competitive game ပြိုင်ပွဲတွေပေါ့လေခြေစားမှုမပါတဲ့ competitive game ပြိုင်ပွဲတွေမှာပွဲ30စက်တိုက်ရှုံးပွဲမရှိဆန်းကျင် ရရှိခဲ့တယ်ဒါဘလို့လောကမှာဒီလိုမျိုး30နဲ့အထက် ်ရနိုင်တဲ့အသင်က၄သိမ့်ပဲရှိတယ်။ မော်ရိုကိုက2018ကနေ22တိတချိန်ရှိတယ်အကျုံးက36ချိန်ထိရှိတယ်ပြီးတော့မှစင်ဒီကိုကတော့လက်ရှိကာရက်မှာဥဆောင်နေတာဖြစ်ပြီး36ပွဲထိရှိပြီးတော့အီတလီက2018ကနေ21တိပွဲ32ပွဲစပိန်ကလက်ရှိမှာပွဲ30ရရှိထားတာဖြစ်တယ်ဘူလလောဆယ်နေထားရပေါ်တူဂီဘောလုံးဖွဲ့ချုပ်ကနေအမေဂျောစူပါစတာခရစ်စီယာနိုရိုနယ်ဒိုရဲ့အယူခံကိုဝင်သွားဖို့ပြင်ဆင်နေပြီလို့ဆိုတယ်တကယ်လို့ကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA ကနေ WG ရဲ့ report ကိုကြည့်ပြီးတော့ viral လန်ကွန်တန်လို့ဆုံးဖြတ်ချက်ချပြီးသုံးပွဲပဲဖြစ်တဲ့ချမှတ်ခဲ့ရင်ရော်နယ်ဒိုရဲ့ပွဲပဲဖြစ်တဲ့ကိုပေါ်တူဂီကအယူခံဝင်သွားမှာဖြစ်ကြောင်းဆိုပါတယ်ဟာရီကိန်းကတော့အခုလက်ရှိမှာလက်ရှိကိန်းဟာသူ့ရဲ့အကောင်းဆုံး version ဟာရီကိန်းဖြစ်တယ်လို့ဆိုတဲ့လေဝင်းစင်မာယိုကလပ်မှာခြေစွမ်းပြနေတယ်ဒန်ယာယကင်းစင်ပြီးတော့ twin core တွေအတွက်ပါဝင်ပတ်သက်နိုင်တဲ့အရေးသွေးနဲ့အခြေအနေကြောင့်ဒီဟာဒီဟာသူ့အတွက်အကောင်းဆုံး hurricane version ဖြစ်တယ်လို့ဆိုပါတယ် ူလီယန်အေဗရက်ကတော့အခုလက်ရှိမှာဘာစလိုနာအသင်းရဲ့တိုက်စစ်မှုရှာပုံတော်ဆင်းထဲမှာအဓိကပါဝင်ထားတယ်။လက်ရှိမှာဟူလီယန်အေဗရက်အပြင်ဟာရီကိန်းအပါဝင်စီရာဂရာစီရဲ့တပတ်ကအော်စီမန်နဲ့ဒါအက်ချာဒီယာဒူလိုကစားမရိကဘာစလိုနာရဲ့ရီဒါထဲမှာပါဝင်နေတာပါ။ဘာစလိုနာတင်းကရဖီညာရဲ့ယူအန်ကာစီယာနဲ့ကစားမအချို့အင်တာနက်ရှင်နယ်ဘရိတ်အပြီးမှာပြန်ပါမှာဖြစ်ကြောင်းနဲ့ရမားလက်ဒန်ယာကတက်တာမှာဖြစ်ပြီးပြန်ပါဖို့ရှိကြောင်းဆိုပါတယ်။ ယ်ရီယယ်မက်ဒရစ်အသင်းက Florian Vaz ကို လာမယ့်နွေရာသီမှာဈေးသက်သက်သာနဲ့ခေါ်ယူဖို့ဆန္ဒရှိနေတယ်မက်ဒရစ်ဘက်က Florian Vaz ကို Liverpool မှာရုံးကန်နေရတဲ့အခြေအနေကြောင့်ပေါင်136တန်းယူရိုတန်း133တန်းကနေယူရို85တန်းလောက်နဲ့ခေါ်ယူဖို့ဆန္ဒရှိကြောင်း ပေါ်ပြလျက်ရှိပါတယ်ပါရစိန်ဂျာမိန်အသင်းကအခုလက်ရှိမှာဗီနီရှက်ဂျူနီယာကိုခေါ်ဖို့လုပ်နေတဲ့အချိန်အခုလက်ရှိနေထားရရင်းမထွေးကလည်းဗီနီရှက်ဂျူနီယာကိုရောင်းထုတ်ပွဲရှိတယ်တကယ်လို့ကစားမဘက်ကတတန်းတိုးဖို့ညှင်းဆန်နေမယ်လောကလာစာအစမတန်တောင်းနေတဲ့ရီယယ်မက်ဒရစ်အသင်းကသူ့ကိုရောင်းထုတ်မှဖြစ်ပြီး ူရို350တက်မှတ်ပြီးတော့ PSG ပါဝင်ပရီးမီးယားလိဂ်ကလပ်တွေကလိုချင်နေတာဖြစ်တယ်။ဂျူမန်ဒက်ဆ်အသင်းကလည်းလက်ရှိမှာပြင်သစ်ကလပ်လီယယ်ရဲ့လူငယ်ကစားမဖြစ်တဲ့အာဂျူဘူအာဒီဆိုတဲ့ကစားမလေးကိုစဝင်စားနေတယ်။ဒီကစားမလေးကိုပရီးမီးယားလိဂ်ကလပ်တွေတော်တော်များများသဘောကျနေပြီးတော့အသက်16နှစ်ဝယ်ရှိတဲ့ဒီကွင်းလေကစားမအတွက်ပြင်းထန်ကလပ်ကပေါင်35တန်သတ်မှတ်ထားပါတယ်။ဂျူဗန်တက်စ်ရဲ့တိုက်စစ်မှုဒူရှန်ဗလာဟိုဗစ်ကတတန်းတိုးစာချုပ်မချုပ်ဖို့ထုံးဖြတ်ထားတဲ့နောက် ရိယာဒီမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာဖို့ရှိပါတယ်အသက်26နှစ်အရွယ်ရှိတဲ့ဆာဗီယာတိုက်စစ်မှုကိုလောလောဆယ်မှာ ပရီးမီးယားလိဂ်ကလပ်တော်တော်များများသဘောချနေပြီးတော့သူကတော့သူ့ရဲ့အနာဂတ်ကိုဇန်နဝါရီကာလမှာပဲဆုံးဖြတ်သွားဖို့ရှိကြောင်းဆိုထားပါတယ်။တစ်ဖက်မှာတော့ချယ်ဆီအသင်းကဗီနီရှီယျဂျူနီယာကိုခေါ်ယူဖို့စိတ်ဝင်စားတဲ့အသင်းထဲမှာပါဝင်ထားတယ်။သူပြည်ဗီနီရှီယျဂျူနီယာကိုယူရိုတန်း150ပေါင်132တန်းလောက်ထိချယ်ဆီကသုံးစွဲဖို့ရှိကြောင်းစပိန်မီဒီယာဖြစ်တဲ့ Feature Chess နဲ့ ES ကပေါ်ပြထားပြီးတော့ဘရာဇီးလ်တိုက်စစ်အတွဲဖြစ်တဲ့ Astavel ရဲ့ Joao Pato နဲ့ဗီနီရှီယျဂျူနီယာကိုသူ့ဘက်ကခေါ် ယူဖို့ဆန္ဒရှိနေတာပါချက်စီသင်းကအခုလက်ရှိမှာအဒမ်ဝါဒန်ကိုလည်းသဘောကျနေသူတို့မိုက်ဆယ်ခိုင်စီတို့နဲ့အန်ဇိုဖနန်တက်ရှိပေမဲ့ရိုမေယိုလာဗီယာနေရာမှာအစားထိုးခြင်းတဲ့အတွက်ကြောင့်အဒမ်ဝါဒန်ကိုသဘောကျလျက်ရှိကြောင်း Daily Telegraph ကဖော်ပြထားပါတယ်ချက်စီကတော့အခုလက်ရှိမှာသူတို့ရဲ့အနာဂတ်လူငယ်နောက်ခံလူအဖြစ်ဒီနာအိုဒိုနက်ဆိုတဲ့ကစားမကိုခေါ်ယူလိုက်ပါပြီဒီကစားမလေးကအသက်16နှစ်ပဲရှိပြီးတော့အက်ဂွေဒေါနောက်ခံကစားမဖြစ်တဲ့ ဘိုးနောက်ခံလူဖြစ်ကစားသူဖြစ်ပြီးတော့ဒီကစားမကချက်စီသိန်းကို2028ခုနှစ်ဇန်နဝါရီကာလမှပြောင်းရွှေ့လာမှာဖြစ်ကြောင်းဖော်ပြထားပြီးတော့ချက်စီကပြိုင်ဘက်တီထက်လက်ဦးမှုရရှိခဲ့တာဖြစ်တယ်ဂျူဗန်တက်စ်အသင်းရဲ့တိုက်စစ်မှုဗလာဟိုဗစ်ရောဘက်ကဂျိုနသန်ဒေးဗစ်ရောဇာမန်ပြောင်းဦးစလုံးကိုထော့တန်ဟော့စပါကလိုချင်တယ်စပါကဒီကစားမနှစ်ယောက်ကိုလိုချင်တာဖြစ်တယ်သူတို့ရဲ့တိုက်စစ်ပိုင်အားနည်းမှုကိုသူတို့ဘက်ကဖြည့်တင်းဖို့အတွက် ဒီကစားမနှစ်ယောက်လုံးကိုဆက်သွယ်ထားတာဖြစ်တယ်။ဒါတစ်ချိန်တည်းမှာပဲ Real Sociedad အသင်းရဲ့ဂျပန်တောင်ပံကစားမခူဘူကို Tottenham ကဆက်သွယ်ဖို့ပြုလုပ်ထားတယ်။ဒီကစားမကရောကြီးစာချုပ်ပေါင်း52တန်တန်ကြီးရှိပြီးတော့ Sociedad အသင်းကနွေရာသီမှာရောင်းချသွားဖို့ရှိတယ်။ ထော်နာဟော့စပါနီပြတိုမတ်ဖရန်ကလည်းခူဘိုကိုကာလာရှိချာသဘောကျတဲ့အတွက်ခေါ်ယူဖို့ဆန္ဒအပြေဝရှိချောင်းဆိုပါတယ်အိုင်ဗန်ထိုနီကတော့အေအာလီအသင်းကထွက်ခွာသွားမှာမဟုတ်ကြောင်းကလပ်သင်းရဲ့အာဂဇာထရိုက်တာဖြစ်သူရီပက်ထရိုကအတည်ပြုကြေညာထားတယ်အိုင်ဗန်ထိုနီကိုပရီးမီးယားလိကလပ်သင်းအများစုကခေါ်ချင်နေတဲ့အချိန်မှာထော်နာဟော့စပါကလည်းအဓိကဆက်သွယ်ထားပေမဲ့ကလပ်ဘက်ကသူ့ကိုထွက်ခွာခွင့်ပေးမှာမဟုတ်ကြောင်းဆိုထားပါတယ်အာဆင်သင်းရဲ့နောက်ခံလူဂါ ာဘရီယယ်မကာဟစ်ကတော့စနီကောနဲ့ပွဲကရရှိခဲ့တဲ့ပေါင်ဂျန်တန်ယာကျွတ်သားကြောင့်ပဲအနားယူဖို့ရှိပေမဲ့ကလပ်ဖက်ကသူ့ရဲ့အခြေအနေကိုလေ့လာနေဆဲဖြစ်တဲ့အစောဆုံး9ရက်လောက်နဲ့ပြန်လာနိုင်ပြီးတော့နောက်ကျဆုံးနှစ်ပတ်ကနေ9ပတ်လောက်ထိ နားရနိုင်မဲ့အခြေအနေမျိုးရှိကြောင်းဖော်ပြလျက်ရှိတယ်။တစ်ဖက်မှာတော့အာစနယ်ရဲ့နောက်ခံလူရီကာဒိုကာလာဖီယိုရီလည်းအီတလီလူဝေးစင်အသင်းရဲ့ကံကပြန်လာခဲ့ပြီဖြစ်တဲ့အဓိကကတော့ဒဏ်ရာပြဿနာအချို့နဲ့အီတလီကိုတွားရောက်ခဲ့ပြီးမှဒါလူဝေးစင်အသင်းကဒဏ်ရာရမှာကိုစိုးရိမ်တဲ့အတွက် ဂျိုတင်ကာကွယ်တဲ့အနေနဲ့နှစ်ပွဲစလုံးမသုံးဖို့ဆုံးဖြတ်ပြီးသူ့ကို ပြန်လည်စေလို့ခဲ့တာဖြစ်ပါတယ်။အာဆနယ်အသင်းအနေနဲ့လက်ရှိမှာတော့ခီရင်အာဒီယမီကိုသဘောကျလည်ရှိသလိုဂါပရီယယ်ဂျေဆုကိုနီးပြအာထေထာကအသင်းမှာစထိန်ထားခြင်းနဲ့ဆောင်းရာသီကာလမှာအာထေထာကဂျေဆုကိုထွက်ခွင့်ပေးမှာမဟုတ်ပဲစထိန်ထားပွဲရှိပေမဲ့ရူယာဒီမှာထွက်ခွာခွင့်ပေးကောင်းပေးနိုင်ပြီးတော့လက်ရှိမှာဘရီရှတ်တော့မန်ရဲ့တောင်ပန်ကစားမှာ ခီရင် RDB ကိုသဘောကျလည်းရှိချောင်း Sky Germany ကဖော်ပြပါတယ်။ဒီဘဘူးတင်ကတော့ဝမ်မက်ဆာလတ်ညမှာအစားထိုးအင်မဲကစားမအချို့ကိုသူတို့စပြီးတော့ပြစ်မှတ်ထားပြီးအဲ့ဒါကတော့ဂျာရက်ဘိုဝင်ပါတယ်ဘိုင်မြူနစ်ကမိုက်ကယ်အလီဆေပါပြီးတော့နောက်တစ်ဖက်ကဘရိုက်တန်ရဲ့မန်ဒက်စ်အပါဝင်အန်တနီကော်ဒန်အန်ထရန်ဆမ်ဘန်ညို မာလီဖိုဖာနာတို့အားလုံးပါဝင်တယ်လို့ဆိုပါတယ်။လဘဘူးအနေနဲ့ search category ကိုလည်းဆက်သွယ်မှုပြုလုပ်ထားကြောင်းတီကာမဂ္ဂဇင်းကဖော်ပြထားပါတယ်။အသက်30ရွယ်ရှိတဲ့ category ကယာဒီကုံမာဘိုင်နူနစ်နဲ့စာချုပ်တက်တန်ကုံဆုံးမှာဖြစ်တဲ့အတွက်လဘဘူးကသူ့ကိုချင်းကပ်ပြီးတော့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ဖို့ကြိုးပမ်းနေတာပါ။ကနာဒီနဲ့လီဗာပူးချကွန်ထရက်တိကိစ္စဆွေးနွေးနေဆဲဖြစ်တယ်။အချို့ရပိုးတွေကဆိုရင်လီဗာပူးကနောက်ထပ်ကွန်ထရက်တိတစ်ခုကို ကလန်ထားတိတိုင်အောင်အီဘရာဟီမာကနာတေကသူ့အေဂျင့်နဲ့ကလက်ချာမှာဆွေးနွေးမှုတွေစတိုက်ပြုလုပ်နေဆဲဖြစ်ပြီးတော့ ထူးခြားမှုမရှိသေးဘူးလို့ဆိုပါတယ်။ဘက်ဂျမီဆက်စကိုကိုထော့တနမ်ဟော့စ်ဘာနဲ့ပွဲရဲ့လက်ချံမိနစ်တွေမှာကလပ်ဘက်ကဆက်မသုံးဖို့အဓိကဆုံးဖြတ်ချက်ကနောက်ထပ်ဒဏ်ရာရသွားမှာကိုစိုးရင်ခဲ့တာဖြစ်တယ်လို့ဆိုခဲ့ပြီးတော့အဲ့လိုမျိုးမသုံးခဲ့ဘဲသူကွင်းထဲမှာသာဆက်ရှိခဲ့ရင်ဒဏ်ရာထက်ရသွားနိုင်တဲ့အခြေအနေကြောင့်လက်ရှိမှာမသုံးဖို့ဆုံးဖြတ်တာဖြစ်ပြီးသူ့ရဲ့ဒဏ်ရာပြဿနာကစိုးစိုးဝါကြီးမှုတဲ့အတွက် international break ပြီးမှပြန်လာနိုင်မယ်လို့ဆိုပါတယ်။ Manchester United က Sporting Lisbon ရဲ့ defense စ် midfield player ဖြစ်တဲ့ Salvador Baloba ဆိုတဲ့ကစားသမားတစ်ယောက်ကိုသဘောချနေတယ်။အသက်18နှစ်ပဲရှိတဲ့ Sporting ကိုလည်းကစားသမားကို United ကလိုချင်နေပြီးတော့ဒါ Ruben Amorim ကဒီကစားသမားလေးကိုခေါ်ယူချင်ကြောင်းစိတ်ဝင်စားလျက်ရှိပါတယ်။ Manchester United အသင်းကအခုလောလောဆယ်မှာသူတို့အသင်းအနေနဲ့ဒါ Joshua Sessi ကိုလုံးဝထွက်ခွာခွင့်ပေးမှာမဟုတ်ကြောင်းအတည်ပြုထားတယ်။ဆောင်းရာသီကာလမှာအသင်းဘက်ကမလိုအပ်ပဲနဲ့နောက်ထပ်တိုက်စစ်မှုတစ်ယောက်ဝေယူဖို့စံနာမရှိတဲ့အတွက် ဂျောရှွာဇက်စီကိုတေးချပေါက်ဆက်ထိန်ထားမှာဖြစ်ပြီးတော့ရောင်းချသွားမှာမဟုတ်ကြောင့်အတီးပြူကျင်ညာခဲ့ပါတယ် Ryan Checky ကတော့ကျွန်တော်ဟာ old school type player တယောက်ဖြစ်ပြီးတော့ကိန်းကနန်းတွေကိုဖော်ပြနိုင်တဲ့ static ကစားမမျိုးမဟုတ်ကြောင်းနဲ့ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ဘလုံးပွဲတွေကိုကြည့်ရင်ကျွန်တော်ဟာ blue ကစားမမျိုးတယောက်ဖြစ်လဲဆိုတာကိုဖော်ပြခဲ့ပြီး old school style ကစားမမျိုးဖြစ်ပြီးကိန်းကနန်းတွေအချက်လက်တွေကိုကောင်းကောင်းလုပ်ပြနိုင်တဲ့ကစားမမျိုးမဟုတ်ဘူးလို့သူကဆိုပါတယ်မန်ဝဲအခန်းကြီးကတော့ယာတီကုံမှာအခုလက်ရှိ နေထားရအသင်းကိုပြန်လာနိုင်မဲ့အစီအစဉ်မရှိကြောင်းနဲ့ Inter Milan အသင်းမှာပဲပြောရွှင်ကြောင်းအတည်ပြုခဲ့တယ် အခန်းကြီးကိုအင်တာဗီလေကတရားသည့်အငါး plus အပီးသက်ပုံစံနဲ့ခေါ်ယူခဲ့ပြီးမှ ူကိုတိုင်ကလည်းမီလန်ကို ပြောင်းဖို့နဲ့ဒီသင်းမှာအချိန်ကျပြီးတော့ဒီသင်းမှာပဲဆက်ကစားတော့မှာဖြစ်ချောင်းဆိုထားပါတယ်။တစ်ဖက်မှာတော့ Newcastle United အသင်းက Manchester City ရဲ့ကိုယ်သမား Jay Trafford ကိုဆက်သွယ်ထားတယ်။ Jay Trafford ကို Newcastle က City ကိုမပြောင်းခင်တည်းကခေါ်ယူခဲ့တာဖြစ်ပြီးတော့လက်ရှိမှာတော့ဒီကိုယ်သမားကိုထပ်ပြီးတော့စိတ်ဝင်စားပြီးစောင်းရာသီမှာကြိုးပမ်းပွဲရှိချောင်းဆိုပါတယ်။ Newcastle United အသင်းရဲ့ Eddie Howe ကို club ကယုံကြည်မှုအပြည့်အဝပေးထားဆဲဖြစ်ပြီးတော့စောင်းရာသီမှာလူ ဝယ်ခွင့်အခြေအနေမျိုးပေးသွားနိုင်ဖွယ်ရှိကြောင်းနဲ့ကလပ်ဘက်ကဖာဗီယန်ရှာကိုတတ်တန်းထတ်တိုးတော့မှာမဟုတ်ပဲနဲ့ရိုယာတီမှာထွက်ခွာခွင့်ပေးမှာဖြစ်ပြီး35နှစ်ရွယ်ရှိတဲ့ဖာဗီယန်ရှာဟာယာတီကုံမှာနျူကာဆယ်နဲ့လမ်းကွဲဖို့ရှိကြောင်းဆိုပါတယ်ဝက်ဆန်ယူနိုက်တက်သင်းရဲ့ကွင်းလယ်ကစားသမားလူကက်စ်ပက်ကက်တာကကလပ်ကထွက်ခွာဖို့ပြင်ဆင်ထားပြီးတော့စောင်းရာတီမှာကြိုးပမ်းဖွယ်ရှိတယ်ဝက်ဆန်ကတော့အစားထိုးကစားသမားမရရင်ထွက်ခွာခွင့်ပေးဖို့မရှိတဲ့အချိန်မှာပက်ကက်တာကအသင်းကနေ ထွက်ခွာဖို့ဖြစ်စင်နေပြီးတော့ပေါင်53တန်းလောက်တန်ချီဝဆန်းကသတ်မှတ်ထားတာပါခရစ်စတယ်ပဲလစ်ကနောက်ခံကစားမဒန်နီယယ်မူရွန်ကတစ်ချိန်ချိန်မှာမန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးနောက်လာလီဂါကရီမက်ဒရစ်ဘာဆိုနာတို့လိုအသင်းမျိုးကိုပြောင်းရွှေ့ကစားခြင်းကြောင့်ဟိုတနေ့ကထုတ်ဖော်ပြောကြားခဲ့ပါတယ်ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားစားတင်ပါအားလုံးကျေးဇူးတင်ပါတယ်